ဟယ်လိုမျိုးတို့ရေမင်္ဂလာပါစကားမပြောတာကြာပြီသိမအားတာလည်းပါတယ်အလုပ်များတာလည်းပါတယ်လိုရတာလည်းအများကြီးရှိတယ်ဆိုတော့အခုကဘာအကြောင်းရမျှဝေခြင်းလဲဆိုတော့ဒီအင်တာပိုကနေပြီးတော့နိုင်ငံတကာရဲတပ်ဖွဲ့ပေါ့နော်အင်တာပိုဆိုတာတော့ International Police ကနေပြီးတော့မှဒီဒူတာဒေးပေါ့နော် ဖိလစ်ပိုင်သမ္မတဒေါက်တာဒေးကိုဖမ်းလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအဲတုံးသက်တင်ပြမျှဝေပေးချင်ပါတယ်တကယ်ဆိုရင်ဒေါက်တာဒေးကဒီမိုကရေစီပြည်သူလူထုကရွေးချယ်လို့တက်လာတဲ့သမတပဲเนาะဒီလိုသမတတယောက်ကသူတို့မူရစ်ဆေးဝါးနှိမ်နှင်းတယ်ဆိုပြီးတော့မှသူတို့ဟိုပြစ်တတ်တာပေါ့เนาะတရားလက်လော့ပြစ်တတ်တာရှိတယ်ဒီ extra judicial ခေလင်းလို့ခေါ်တဲ့တရားဥပဒေမဲ့တတ်ချက်တယ်လို့တတ်တဲ့ကိစ္စတွေအာအဲ့ဒါကြောင့်မို့လို့ ICC ကဖန်ဝရထောက်တာပေါ့နော်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတာကသူ့နိုင်ငံမှာသူ့လက်အောက်မှာရှိနေတဲ့ဒီရဲဌာနနေပြီးတော့မှဖမ်းတယ်ပေါ့နော်သူနိုင်ငံမှာရှိတယ်ဖိလစ်ပိုင်နိုင်ငံမှာရှိတယ်ဒီ Interpol ဟိုဖွဲ့ဝင်ပေါ့ဥမာထိုင်းမှာဆိုလည်းရှိတယ် Interpol International Police ဆိုတော့ဘယ်လိုမျိုးဖြစ်တယ်လဲဆိုတော့သူကသွားတာက ဟောင်ကောင်ကိုသွားတယ်ဟောင်ကောင်မှာရှိတဲ့သူ့လူမျိုးတွေကိုမဲပေးဖို့စီယုံရေးသွားတာနဲ့နောက်တစ်ချိန်သမတအသက်တန်အတွက်ပေါ့နော်မဲပေးမဲဆွဲဖို့သွားတဲ့အာကိစ္စမှာသူကပြန်လာတယ်ပေါ့နော်ဒါပေမဲ့ဘာလို့ဟောင်ကောင်လေစိတ်မှာမဖန်လဲစဉ်းစားစရာရှိတာကတေချာတာကဘာလို့ ဟောင်ကောင်ကနေပြီးတော့မှပြန်လာတဲ့ဖိလစ်ပင်းဖိလစ်ပိုင်နိုင်ငံရဲ့လေဆိပ်မှဖမ်းလဲဆိုတော့ဖြစ်နိုင်ချိန်ကဒီဟောင်ကောင်ကဖမ်းမှဆိုလို့သူ့နိုင်ငံမှာရှိတဲ့အင်တာပိုရဲကဖမ်းပေးမယ်ဆိုပြီးတော့ကတိကဝတ်နဲ့ပြုတ်လိုက်ပုံရတယ်အဲ့ဒါကြောင့်မို့လို့သူ့နိုင်ငံ ကိုပြန်လာတဲ့အချိန်မှာဖမ်းတာပေါ့နော်တကယ်ဆိုဟောက်ကောင်လေးစိတ်ကနေပြီးတော့မှတခါတည်းဟိုတဲ့ဟိတ်ကို ICC ကိုပို့လိုက်လို့ရတယ်လေအဲ့လိုမျိုးသူတို့ကမလုပ်ခဲ့ဘူးမလုပ်ခဲ့ဘဲနဲ့အမ်ဟိုကနေလောက်တာပေါ့နော်အာဖိလစ်ပင်ရောက်မှဖမ်းတယ်ပေါ့ဆိုဟိုဆိုလိုတာကဒါ international police အချင်းချင်းတဲမှာချိတ်ဆက်နေအာသူတို့ဟို ကတိပေးတာပေါ့နော်ငါတို့ဖမ်းမနေတို့မဖမ်းနဲ့ဆိုတဲ့ဟာမျိုးအဲ့ဒါကြောင့်မို့လို့သာသူကသူ့နိုင်ငံပြန်လာတဲ့လေစိတ်မှာဖမ်းဖမ်းခံရတာပေါ့ဖမ်းလိုက်ကြတာပေါ့ပြီးတော့မှလေရင်တစ်စည်းလုံးနဲ့တဟိတ်ကိုနယ်သာလန်ပို့လိုက်တယ်ပေါ့နော်အဲ့လိုမျိုးနံပါတ်၁ဟိုရဲတစ်ဖက်တည်းလုံချုံရေးဖြစ်တယ်ပြည်သူလုံချုံရေးဖြစ်တယ်စစ်တပ်အောက်မှာမရှိနေဘူး ပြီးတော့ဒူတာတေးကနိုင်ငံရဲ့အကြီးဆုံးသမတကြီးကဲဖြစ်တယ်သမတဖြစ်တယ်ဒါပေမဲ့သမတဖြစ်တော့ညာလဲတရားဥပဒေထက်မှာဘယ်သူမှမရှိစေရဘူးတရားဥပဒေအထက်မှာလူတဦးတယောက်မရှိစေရဆိုတဲ့ဒီဟိုအမခန့်ချက်ပေးထားတဲ့အဖွဲ့စည်းပုံအရာပေါ့တကယ်ဆိုဒါဘယ်နိုင်ငံမှမဆိုဖြစ်ရမယ် သမတဖြစ်တော့လည်းပဲသူလုတ်ပိုင်ခွဲအထက်ကြော်လွန်ပြီးတော့မှတရားလက်လော့လုံးလုံးမရဘူးဥပဒေပြင်ဘက်ကနေပြီးတော့မှလုံးချင်တယ်လို့လုံးလုံးမရဘူးအာတကယ်လူတရားကိုတည်တံပေးရင်တောင်မှအင်မတန်မှအာကြီးလေတဲ့အမှုဖြစ်တဲ့ခုခုခဲဆိုရင် international human rights law အရဆိုရင်ဟိုတော်တော်ချင်းနေဆိုတဲ့အရာမှသူက တည်တာပေးခွင့်ရှိတယ်ဒါဒါမှဆိုင်ကတည်တာပေးပေးရတယ်ပေါ့နော်တက်တဲ့ကြောကိုသွားတယ်ဆိုတော့ तू อ่ะဒီတိုင်းပဲအာလူတယောက်ကိုအော်တရားလည်းမဆွဲဘူးဖမ်းလည်းမဖမ်းဘူးဒီလိုပဲပြတ်တက်ချင်းတယ်လို့ပြတ်တက်တယ်ဆိုတာဒါကအာသူစီရိုက်ဆန်ဆန်အာဖက်ဆေးရိုင်းဆန်ဆန်ဒီတိုင်းအော်တက်ချင်းတယ်လို့တရားလည်းတော့ဘာလဲအော်အသက်တယ်ပေါ့နော်အဲ့လိုမျိုး အင်္ဂလိပ်လိုမှာဆိုတော့ရှင်းတယ်သူက extra judicial clean clean ပေါ့နော်အဲအဲ့လိုမျိုးတွေလုပ်တယ်ပေါ့ဆိုတော့နံပါတ်1တို့ ICC ကပိုဖိလစ်ပိုင်က ICC ရဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ် ICC အောက်မှာအာ ICC ရလက်မှတ်ထိုးထားတယ်ပေါ့ဆိုတော့မအားလားကရော ICC လက်မှတ်မထိုးထားလို့မဖမ်းခံရဘူးလားဆိုမဖြစ်နိုင်ဘူးဟို ကြတော့ကြမယ်ဖန်ခံရနိုင်တာပဲတကယ်လို့သာ သူဒီသူ့နိုင်ငံကနေပြီးတော့မှကိုကိုရဲ့မိခင်နိုင်ငံကနေပြီးတော့မှလက်မှတ်မထိုးပြင်မဲ့ ICC ထိုးထားတဲ့နိုင်ငံတနိုင်ငံကို သူခရီးသွဲသွားတယ်ဆိုရင်သူ့ကိုဖမ်းလို့ရတယ်အဲ့ဒါကြောင့်မဖြစ်နိုင်ဘူးဆိုတာမဖြစ်ဘူးမရှိဘူးမဖြစ်သေးတာပဲရှိတယ်စစ်ခွေးတွေကြတော့စစ်ကြုံတွေကြတော့နာလိုက်မယ်ကျွန်မပြောရင်လေနာလိုက်မယ်ကောင်းကောင်းကြီးနာလိုက်မယ် ။ဘာဖြစ်ဆိုတော့သူတို့ကိုးကွယ်နေတဲ့ဒီဂျီနိုဆိုက်စစ်တပ်ကြီးကိုသူတို့ကအဲ့လိုမျိုးကိုးကွယ်မှာသူတို့အဲ့လိုကာမပဲသူတို့တူတူလොမြောက်ကြမှာလေ။မဟုတ်ဘူးဆိုရင်သူတို့ကအမ်တူတူသူတို့ကသွားရမှာပဲလေ။သူတို့ဟိုဟာဖြစ်ရင်သူတို့ရဲ့ဆရာကအာဒီလိုမျိုး ICC မှာဖမ်းခံရတယ်ဆိုရင်သူတို့လည်းကြိုးစီးပွားပြတ်ပြီလေ။သူတို့ကြိုးစီးပွားတဲ့သူတို့ကဟိုဟာ ကာကွယ်ချက်မှာပဲလေကျမတို့ဂျိုစီဘွားပါလေပြည်သူလူထုရဲ့လုံခြုံမှုအသက်အေးအုံစည်းစိမ်လုံခြုံမှုအဲ့ဒါကျမတို့ရဲ့ဂျိုစီဘွားကျမတို့ရဲ့ interest ကျမရဲ့ to the p uh, conflict of interest ကျမရဲ့ national interest ဘာ interest ပဲရှူတာကပဲလာလာဘယ်လိုမျိုး fight of view ကပဲလာလာကျမရဲ့ interest ကတော့ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်လုံခြုံမှုရှိဖို့တရားဥပဒေကပြည်သူလူထုကိုအနေဆုံးအကာအကွယ်ပေးဖို့ မတရားတဲ့ဥပဒေတွေကိုပယ်ဖျက်မှပြည်သူလူထုကအသက်အိုအေးစီစေအာလုံခြုံမယ်ပေါ့နော်အဲ့ဒါကျမရဲ့ interest ခုနကစစ်ခွေးတွေရဲ့ interest ကတော့အဲ့လိုမဟုတ်ဘူးစစ်ကြောတွေရဲ့အာဖက်စစ်တွေရဲ့ interest ကတော့လေနော်ဆိုတော့ပြန်ပြီးတော့အာပြောပြောရမယ်ဆိုရင်ဒီမအားလားကဒီပူတန်ဟုတ်ပါဘူးအာပူတင်နဲ့သွားတွေ့ပူတင်ပူတင်ကိုယ်တိုင်ကလည်း ICC ကနေပြီးတော့ဖန်ဝါနာထုတ်ခတ်ထားရတဲ့ လူပဲလူတို့ဆိုတော့ဆရာသမားတွေလေဆရာသမားတွေဆရာအာသမားတွေဆိုတော့နှစ်ယောက်စလုံးကဒီ ICC ရဲ့ power down ကိုထုတ်ခတ်ခြင်းခံပါရတဲ့အစီအရဆုံးမှုကျူးလွန်ပြီးတော့မှဒီနေပေါ်မှာဘယ်လိုမှဒီအာဟိုတရားမှတ်တမ်းမှုမရှာနိုင်တဲ့လူတွေပေါ့နော်ဖုံးဝင်နေတယ်အဲအဲ့လိုမျိုးတော့ရှိတာပေါ့နော်အဲအဲ့ဒါကိုကိုပြောချင်တာပါဒါပေါ်လေရည်ကြီးတဲ့အထက်လာပါတယ် ဖော်ဝင်တတ်သေးတယ်ဆိုတော့ um အဲအဲ့ဒါလေးပေါ့ဒီဒီကတော့ over sharing လုပ်ချင်တာတချိန်တည်းမှာလေမအားလှကဒီစစ်ခေါဆောင်ပေါ့နော်ဖက်စေယုစစ်ခေါဆောင်ကကြာရမယ်ဆိုတဲ့အကြောင်းရင်းကလည်းတကယ်တမ်းပြန်ပြီးတော့ပြောရမယ်ဆိုအရင်ဗီဒီယိုကမှကျွန်မပြောခဲ့သလိုပဲ ပြည်သူလူထုဆိုရလက်ထက်မှာရှိတုန်းကလုတ်ပိုင်ခွေရှိနေရဲ့သားနဲ့လုံလုံရရဲ့သားနဲ့ ICC ကိုလက်မှတ်မထိုးနိုင်တဲ့အပြစ် ICC ကိုလက်မှတ်ထိုးဖို့ပြက်ကွက်တဲ့အပြစ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဦးဝင်းထိန်တို့ဦးတင်ဦးတို့အကုန်လုံးကစစ်သားလူထွက်အာဟင်နရီဘတ်တီယူကိုတိုင်ကစစ်သားလူထွက်ဆိုတော့ဒေါ်စုကိုတိုင်ကစစ်သားရဲ့သမီးဘယ်လိုလဲပြောပြော ဦးအောင်ဆန်းဘဝနဲ့လွတ်လပ်ရယူပေးခဲ့တယ်ဆိုပေမဲ့သူ့ဖေကဒီအာစစ်တပ်ကိုတီထောင်ခဲ့တဲ့လူဖြစ်တဲ့ဂျပန်လက်ထက်မှာဂျပန်ဖက်ဆစ်ရုပ်တွေကိုအာဟိုဟာတော်လာဖို့အတွက်ကိုစပြီးတော့ဦးဦးဦးတီထောင်ခဲ့တဲ့အာကွန်မြူနီပါတီရဲ့ထွတ်ထွတ်တွင်းရင်မှုဦးအောင်ဆန်းကမြမတမတော်ကိုလဲစပြီးတော့ ထူထောင်ခဲ့တယ်ဆိုတဲ့အာပြပြတက်မတော်ပေါ့နော်ဒေါ်စုကကာွယ်ချင်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမှာသူတို့ဒီ ICC ကိုလက်မှတ်မထိုးခဲ့တဲ့အပြစ်အဲ့ဒါကြောင့်မို့လို့မြန်မာနိုင်ငံရဲ့ဖက်ဆစ်တဒေယုံနဲ့လောက်လာတဲ့နေဝင်းဖျက်ဆီးထားတဲ့စစ်တပ်ကဂျီနိုဆိုက် mindset ဂျီနိုဆိုက်တပ်မဒိန်တပ်ကဘယ်လိုပဲပြောပြောတည်ရဲပြီးတော့မှအဲ့လိုဖြစ်လာတယ်ဆိုတဲ့ဟာကိုပြောပြချင်တာပါ တကယ်လို့သာတကယ်လို့သာပထပသက်တမ်းမှာဟီရာရီကလင်တန်သာတမတဖြစ်ခဲ့ရင်တုံမဒီဖက်ဆဲယုတ်ကအဲ့လောက်ထိတည့်ရဲမှာမဟုတ်ဘူးဘာကြောင့်ဆိုတော့ဟီရာရီကတင်ကလင်တန်ကဒေါ်စုကိုရိုက်ချစ်တယ်လေဘာမှလည်းအဲ့လိုပဲဒေါ်စုကိုရိုက်ချစ်တယ်သူတစ်ဖက်ဒီမိုကတ်တွေကဒေါ်စုကိုချစ်တယ် အာဒီမိုကရေစီရဲ့အာခေါင်းဆောင်တယောက်ဖြစ်တယ်အာနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါသူတို့ရမ်းချစ်တယ်တကယ်လို့ဒီထွက်ကြီးတာပြန်ပြီးတော့မှအာမနိုင်ခဲ့ဘူးဆိုရင်လေဒါတော့ historical calendar တော့ကတခေါက်ပေါ့နော်သူသာနိုင်ခဲ့တယ်ဆိုရင်မြန်မာပြည်ရဲ့ကံကြမ္မာတမျိုးတမျိုးပြောင်းသွားနိုင်တယ်အဲ့ဒီစစ်ခွဲတွေလာထိရဲမှာတော့မဟုတ်ဘူးအာဏာသိမ်းရဲမှာတော့မဟုတ်ဘူး ဒီစပါတမဆုံးငင်းချရင်ဆွေနေပွဲမှာတော့မှဒီ လသမဂထွေထွေတွင်မူချုပ်ဘန်ကီမောလက်ထက်တော်ရတာမှာကိုနိုင်ငံကို ပထမဆုံးကုလသမဂတွင်မူချုပ်နေနဲ့ရောက်လာခဲ့တယ်။အိုဘားမားနေပြီးတော့ပထမဆုံးအမေရိကန်ဆိုရအနေနဲ့အမေရိကန်သမ္မတတယောက်နေနဲ့ရောက်လာခဲ့တယ်။ဟီလာရီကလင်တန်သာပြန်ပြီးတော့မှအာဘာရွေးခန့်ခဲ့ရရင်မြန်မာပြည်ရဲ့ကံကြမ္မာလည်းတချို့မျိုးတစ်ဖြစ်ဖြစ်ပြောင်းသွားနိုင်တယ်ပေါ့နော်။ဟိုသိကြတာကတော့အဲ့ဒီစစ်တပ်ဖက်ဆစ်ရုပ်တွေထိရဲမှာတော့မဟုတ်ဘူး။ဟိုဒေါ်ဆုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေပေါ့နော်အခုကတော့ကိုယ့်ရဲ့မြန်မာပြည်ရဲ့ကံကြမ္မာကိုကအဲ့လိုမျိုးဟိုပေါ့ဟိုကံဆိုးမိုးမောင်ကြာပိုးအတွက်ကိုဖြစ်လာတယ်လို့ပဲပြောရမှာပဲတစ်ချိန်တည်းမှာတော့သူကလည်းဟိုသူတို့လက်ထက်မှာတော့ကသူတို့ ICC ကိုလက်မှတ်ထိုးခွင့်ရရသားနဲ့ထိုးဖို့ထိုးနိုင်ရသားနဲ့ထိုးနိုင်ဖို့အခင်းနေခင်းချင်းရှိရသားနဲ့မထိုးခဲ့တဲ့အပြစ်အခုပြည်သူတွေတရိုက်ခံစားရတာအဲ့လိုပြောရင် တုံးတဲ့လူတွေကနာကြလိုက်မယ်။ကျမအများအားပြောတယ်ကျမနီတွေစိမ့်တွေအဲ့လိုမျိုးကျမမချစ်ဘူးတုံးတဲ့လူကတုံးတာပဲနီနီစိမ့်စိမ့်ဂျာပဲနေနေပါပဲဖြစ်ဖြစ်တုံးတဲ့လူကတုံးတာပဲတွေးခေါ်နေတဲ့လူကနေတာပဲဘာကြောင့်ဆိုတော့မှိုင်းမိတဲ့လူကမိတာပဲအာစိတ်ကြောက်ခံဖို့ဝါဒနာပါပြီးတော့မှပျော်ပျော်ပျော်မွေ့စွာ ခံဖို့ဖြစ်လာတဲ့လူကဖြစ်တာပဲဆိုတော့ဒီဒူတာတေးဒီလိုမျိုး ICC ကဖမ်းခံရတယ်ဆိုတာမြန်မြန်ဆဆဖမ်းခံရတယ်ဆိုတာနံပါတ်1သူနိုင်ငံကအာစစ်တပ်အောက်မှာသူတမတအောက်မှာဘယ်ဘယ်သူမှမရှိဘူးသူတမတရဲ့ထက်မှာဘယ်သူဘာလဲဥပဒေထက်မှာဘယ်သူမှမရှိဘူး sorry နံပါတ်2သူတို့နိုင်ငံက ICC ထိုးထားတယ် ICC ထိုးထားတဲ့အတွက်ကြောင့်မို့လို့သူကရဲ့ Interpol ကိုနိုင်ငံတကာရဲ့ရဲတွေနဲ့သူကဖန်ခွဲရှိတယ်ဥပမာဆိုရင်ကျမတို့ရဲ့နိုင်ငံရေးခေါင်းဆောင်တချို့တော်မှာထိုင်းမှာဆိုရင် Interpol ကနေပြီးတော့ဖန်ဖို့အတွက်မအားလားကနေပြီးတော့မှမအားလားမတိုင်ခင်တန်းရွှေလက်ထက်ကတော့တိုင်ထားတာရှိတယ်တကယ်ဆိုမြန်မာပြည်လည်းမြန်မာပြည်ရဲတပ်ဖွဲ့လည်း Interpol ဖွဲ့ဝင်ဖြစ်တယ် ် international police ဖွဲ့ဝင်ဖြစ်တယ်သူတို့ဖမ်းလို့ရတယ်ဖမ်းမယ်ဆိုဒါမှခုနကပြောသလို ICC ဖွဲ့ဝင်မဟုတ်တဲ့အတွက်ကြောင့်မလို့သူတို့ကဟိုမြင်းမြန်းဆန်ဆန်သူတို့မဖမ်းဘူးဖမ်းမှလည်းမဟုတ်သေးဘူးဟိုရီချင်းရှိတယ်လို့လည်းမပေါ်ဘူးပေါ့နော်အခုတော့မှရုရှားသွားတဲ့လူဟိုတဲ့ချိန်မှာဘသူမှသူသူနိုင်ငံမှာသူနိုင်ငံမှာရှိနေတဲ့သူအောက်ကလူတွေကမဖန်ရဘူးပါကြောင့်ဆိုတော့အဲ့ဒါကသူတို့ရဲ့အကျိုးစီးပွားတွေကတအူးနဲ့တအူးအဲ့လိုမျိုးကူညီပြီးတော့မှီတဲ့ဟဲတွေရှိကြတယ် ူတို့မိသားစုရဲ့အကျိုးစီးပွားပါဆိုသူတို့စစ်တပ်အဲ့လိုမျိုးဖြစ်ရတယ်ဆိုတော့သူလူလဲဝဖြစ်မှာဆိုတဲ့ဟာပေါ့နော်အဲ့ဒါကြောင့်မို့လို့ပြန်လာနိုင်တာပေါ့မြန်မြန်ဆက်ဆက်ပြန်လာဒါမဲ့ဘာလာဒီရုရှားနဲ့တရုတ်ကလွဲပြီးတော့ဘယ်မှသွားရဲမှာမဟုတ်ဘူးသွားမှာလည်းမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အမေရိကန်ကိုလာရင်တောင်မှအမေရိကန်ကဘယ်လိုပဲအာပြပြောဒီထွန်းနဲ့ဘယ်လောက်ပဲတင်းမြတ်မြတ်ထွန်းကဒီလိုမျိုးအာ လက်ရှိသမတကပေါ့နော် ICC ကိုသူကဆက်ကျင်တယ်ဘာပြောဆိုတော့သူတို့ကဟိုဟာအာနာရှင် mindset ရှိတယ်လေအာယိုနာရှင် mindset ရှိတဲ့ခါကျတော့သူတို့ကလှုပ်ချင်တယ်လို့လုံးမဲ့လူလူတွေဆိုတော့တင်ချတယ်သူတို့ကဆက်ကျင်မှာပဲတကယ်လို့သာပြည်သူလူထုကိုဘ ਹੁ ပြုပြီးတော့မှဒီမိုကရေစီဒီဆိုရဖြစ်တယ်ပြီးတော့မှဒီအတရားပြတာမှုကိုဆောင်ကျင်းတဲ့လူ ဟို mindset ရှိတယ်ဆိုရင်ဘယ်သူမှဆို ICC ကိုလက်မှတ်ထိုးမှာပဲ ICC ကိုလက်ခံမှာပဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းထိန်ကသူကပါတီကိုထိန်းချုပ်တာဟုတ်ပါတီကိုထိန်းချုပ်တယ်ဆိုတော့သူကိုယ်တိုင်လည်းစစ်သားလူထွက်လေ ဆိုတော့သူတို့စစ်တပ်ကိုသူတို့ပြန်ကယ်ကြတာပဲကာကြတာပဲအဲ့ဒါကြောင့်ကမ္ဘာသမိုင်းမှာအဲ့လိုမျိုးအာဟိုဖြစ်တယ်ဆိုတဲ့ဟာမျိုးကိုဟိုစစ်ကောင်းဆောင်ကို ICC ကတရားစွဲတယ်ဖမ်းတယ်ဆိုတဲ့ဟာမျိုးကိုသူတို့ကမလိုချင်တဲ့အတွက်သူတို့ကြိုးစီပွားအတွက်လိုမျိုးမမြင်ရတဲ့ behind complaint of interest ပေါ့နော်အဲ့ဒီအပြင် သူတို့ကြိုးစီပွားတွေကြိုးစီပွားတွေငဲ့ငဲ့ညာထောက်ထားစရာရှိတဲ့ကြိုးစီပွားတွေနဲ့ချိတ်ဆက်နေတာဟိုအဲ့လိုမျိုးဆိုတော့သူတို့လက်မမထိုးခဲ့ဘူးသူတို့ပြက်ကွက်တယ်ပြက်ကွက်တဲ့တကြောင့်မလို့အခုချိန်မှာပြည်သူလူထုကဒီလိုမျိုးဖားစည်းခံရတာပါပဲလေချောင်းကိုဘယ်လိုမှမကာကွယ်နိုင်ပဲနဲ့လေချောင်းရံကနေပြီးတော့မှပြည်သူလူထုကခံရတယ်အခုဆိုရင်တော်ရောမျိုးရောအရင်တော့ကမရောက်ဘူးတဲ့နေရာတွေပါလေချောင်းကအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ ဟိုဟာပေါ့ဒီ sequence တွေကရှိတယ် consequences ပေါ့နော် sequence တွေကတော့ရှိတယ်အကျိုးဆက်တွေကတော့ရှိတယ်ဘယ်လိုပဲပြောပြော um ဝေလုံးရှင်နဲ့ဟိုပြည့်ရမ်းတဲ့လိုမျိုး ဖြစ်မှာဆိုလို့ဒီတစ်ဖက်မှာ ဘာကြောင့်လီရင်မပြတ်နိုင်အောင်မလုံနိုင်လဲဆိုတဲ့ဟာတော့ကျမသိမပြောလို့ဘူးကွာ ICC ကိစ္စပဲကျမပြောတဲ့အတွက်ကြောင့်မလို့သိချတယ်လီရင်ပြန်တဲ့ကိစ္စကလည်းပြည်သူလူထုရသားတွေကိုဒီလိုမျိုးလုံနေတာဂျီနိုဆိုက်ကိုလုံနေတာအက်သနစ်ကလင်းစီကိုလုံနေတာ human against အာ client against impunity ပေါ့နော်အာ humanity ပေါ့လူသားမျိုးနယ်စုကိုကျူးလွန်တဲ့ရာဇဝတ်မှုတွေဆေးရာဇဝတ်မှုတွေအကုန်လုံးကိုကျူးလွန်နေတဲ့ဒီမာအလာကတော့ နေနဲ့မြန်ပဲရှိတယ်။သွားရမှာပဲ ICC တကယ်လို့သူသားမသေးသွားခရင်ပေါ့နော်အဲ့ဒါလေးကိုပြောချင်တာပါရှင်ယေစုတင်ပါတယ် online ကိုသိပ်ပြီးတော့မတက်နိုင်ဘူးဆိုတာကလည်းမအားရရောဗိုလန်တီးယားပြေးလို့နေရရောစိတ်မပါတာရပါတာပေါ့နော်ဘာကြောင့်ဆိုတော့စကားပြောဖို့ကမှုမှုလို့တာကိုလေဆိုတော့ဒီတိုင်းစာနဲ့ရင်းရင်တော့သိရတိုင်းပဲစာနဲ့ကတော့အဆင်ပြေကြလေဒီတိုင်းပဲနပပါလေးရေးလိုက်ပြီးပြီးသွားပြီးဟုတ်ပြီနော်အခုလဲအာ ဒူမလေးတယောက်ညီမလေးတယောက်ကိုစိတ်ခံသွားပို့ရမယ်ကျေးဇူးတင်ပါတယ်ချစ်သူရောမဟုတ်သူရောစိတ်ခွေရမှာပြင်ကျပါစေရှင်